အရှိတီမောနိုင်ငံဟာအော်တိုဝါလာမှာအာဆီယံရဲ့စက်တန်နိုင်ငံမြောက်ဖွံ့ဝင်နိုင်ငံဖြစ်လာလိမ့်မယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကစက်တဘာ23ရက်မှာအရှိတီမောနိုင်ငံကိုတွားရောက်တဲ့ခီးစဉ်အတွင်းပြောကြားခဲ့ပါတယ်။ အော်တိုဘားလမှာကွာလာလပူမြို့တော်မှာပြုလုပ်မဲ့ကမ္ဘာခေါင်းဆောင်တွေရဲ့အစည်းအဝေးမှာအရှိတီမောကိုအာဆီယံအဖွဲ့ဝင်အဖြစ်တရားဝင်အသိမှတ်ပြုမှာဖြစ်ပါတယ်။အရှိတီမောဟာ2002ခုနှစ်ကအင်ဒိုနီးရှားလက်အောက်ကနေလွတ်လပ်ရေးရခဲ့ပြီးဒေသရင်းတပ်တန်းအငယ်ဆုံးနိုင်ငံဖြစ်ပါတယ်။အာဆီယံအဖွဲ့အတွင်းကိုအရှိတီမောနိုင်ငံဝင်ရောက်မှုဟာအလုံးအတွက်ကြီးမားတဲ့အကျိုးကျေးဇူးကိုရရှိစေလိမ့်မယ်လို့အန်ဝါကအရှိတီမောရဲ့ဒေလီမြို့တော်မှာအရှိတီမောသမရ ဟိုဆေးရာမော့စ်ဟော်တာနဲ့အစည်းအဝေးပြုလုပ်ပြီးတဲ့နောက်သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အန်ဝါဟာဟော်တာနဲ့ကုံသွဲရင်ရှင်းနှီးမြုံနှံမှုခီးသွားကဏ္ဍပညာရေးနဲ့ကာကွယ်ရေးကဏ္ဍတွေကိုဆွေးနွေးခဲ့ပါတယ်။အာဆီယံအဖွဲ့ကို1968ခုနှစ်ကအဖွဲ့ဝင်၅နိုင်ငံနဲ့စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းမှာအဖွဲ့ဝင်အရေအတွက်များပြားလာကအာဆီယံအဖွဲ့ရဲ့နောက်ဆုံးဝင်ခဲ့တဲ့နိုင်ငံကကမ်ဘောဒီးယားဖြစ်ပြီး1999ခုနှစ်ကဝင်ရောက်ခဲ့တာဖြစ်ပါတယ်။